ာယုံညွအားနေတော်ကိုကိုကိုတိုင်ရောဘယ်လိုမျိုးခံစားမှုကြလဲမသိဘူးเนาะအများအားဖြင့်တော့ခြေတော်နဲ့လက်မှာထုံကျင်တာပုံမှန်လှုပ်ရှားမှုတွေမှာအားမရှိသလိုမတန်မှန်သလိုဖြစ်နေတာချွေးစိတ်တွေပြန်ပြီးတော့ခေါင်းမူတာမောပန့်အားကုန်တာတွေအဖြစ်များတာပေါ့เนาะဒါကြောင့်လူတွေကအာယုံညွအားကောင်းစေမယ့်နီးလန့်တွေအာယုံညွကျန်းမာစေမယ့်အစားအစာတွေကိုစိတ်ဝင်စားကြပါတယ်ဒါကြောင့်ဒီဗီဒီယိုလေးထဲမှာတော့အာယုံညွအားကောင်းစေမယ့်အစားအစာတွေအကြောင်းပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe လုပ်ရသေးရယ် subscribe လုပ်ပြီးတော့ဗီနာ ဒီပေးလို့ရတယ်ဒီပါအောင်ရှင်အဲ့တော့အကောင်းစီမဲ့စားစာရည်ထဲကပထမတစ်မျိုးကတော့ဟင်းနုနယ်ရွက်ပဲဖြစ်ပါတယ်ဟင်းနုနယ်ကအာဟာရနဲ့ဗီတာမင်တွေကျယ်ဝစွာပါဝင်ပါတယ်ဒီလိုဆိုင်ရင်ပစ္စည်းတွေကျယ်ဝစွာပါဝင်တာကြောင့်ခန္ဓာကိုယ်ကျန်းမာစေနိုင်တယ်လို့အုံနောက်နဲ့အာရုံကြောင့်လည်းကျန်းမာစေနိုင်ပါတယ်ရှင်နောက်ထပ်တစ်မျိုးကတော့ဆက်လုံးညိုပါ ဗီတာမင် B6 တွေဝါစွာပါဝင်တာကြောင့်စိတ်ပိုင်းဆိုင်ရာကိုကျန်းမာစေနိုင်ပါတယ်။အန်တရရှိတဲ့ဟော်မုန်စစ်စတိန်ပမာဏမြင့်တက်မှုကြောင့်စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။အဲဒါအပြင်ဆက်လုံးညုံမှာဆိုရင်မဂနီဆီယမ်ပါဝင်တာကြောင့်အာရုံကြောစနစ်ကိုကျန်းမာစေနိုင်ပါတယ်။နောက်ထပ်တစ်မျိုးကတော့ကိုကိုပဲဖြစ်ပါတယ်။ဒါလို့စန့်ကျင်အာနိသင်တွေကျွဲဝါတာကြောင့်အောက်ဆီဒေးတစ်စထရက်တွေကြောင့်ဖြစ်လာမယ်။အာရုံကြောထိခိုက်မှုပြဿနာတွေကိုကာကွယ်ပေးနိုင်ပါတယ်ရှင်။နောက်ထပ်တစ်မျိုးကတော့ငါးပါ။အထူးသဖြင့်ကတော့ပင်လယ်ငါးတွေပဲဖြစ်ပါတယ်။ ပင်လယ်ငါးတွေအရဆိုရင် omega 3 fatty acid ကျော်ဝါးစွာပါဝင်တာကြောင့်အုံနောက်နဲ့အာရုံကြောစနစ်တွေကိုကျန်းမာစေနိုင်ပါတယ်ရှင်။ဒါကြောင့်အာရုံကြောကျန်းမာစေဖို့ငါးကိုလည်းစားပီးလို့ရပါတယ်။နောက်တစ်မျိုးကတော့ငါပြောသည်ပဲဖြစ်ပါတယ်။ potassium ကျော်ဝါးတဲ့ငါပြောသည်အရဆိုရင်အုံနောက်နဲ့အာရုံကြောစနစ်ကိုရှည်တဲ့ပြေဝအောင်ဖြည့်ပေးပြီးတော့အာရုံကြောစနစ်ကျန်းမာအောင်လို့လှုပ်ဆောင်ပေးပါတယ်။နောက်ဆုံးတစ်မျိုးကတော့ကျွတ်ုံဖြူဝဲဖြစ်ပါတယ်။ဒါလို့စတဲ့အာနိသင်တွေကျော်ဝါးစွာပါဝင်တာကြောင့်အုံနောက်နဲ့အာရုံကြောစနစ်ကိုကျန်းမာစေနိုင်ပါတယ်။အုံနောက်နဲ့အာရုံကြောကျန်းမာစေဖို့ အတွက်ညီမအခုပြပြပေးခဲ့တဲ့အစားအသောက်လေးတွေကိုနေ့စဉ်တစ်ခုနှစ်ခုလောက်ပါဝင်အောင်စားသုံးပြီးပြီးတော့အာရုံကြောကျန်းမာအောင်ဆောက်ရှောက်လိုက်ပါလို့အကြံပေးပါစေနော်။ဗီဒီယိုလေးအစုံလေးကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ် view တွေမှာပြန်တွေ့ကြပါဘောနော်။